မာနဆိုတဲ့အကုသိုလ်တရားကလည်းပဲအကောင်းရောင်ရောင်ဆောင်ပြီးတော့လှိစားသွားတတ်တယ်လူတွေမှာငါလို့ဆိုတဲ့ဒီအတွေးတွေဝင်လာပြီးတော့ကိုယ်အရေးချင်းပေါ်မှာအထင်တစ်ခုရောက်နေတဲ့မာနတရားဆိုတာအကုသိုလ်တရားတစ်ခုပဲအဲ့ဒီအကုသိုလ်တရားကလည်းတခါတရံကြတော့ကုသိုလ်ရောင်ရောင်ဘာရောင်ရောင်ကိုယ်လုံးထာမှန်တဲ့ရောင်ရောင်နဲ့ဖြစ်ပြီးတော့ အဟံတာဖြစ်ဖို့ဖြစ်တတ်တယ်တဲ့နော်မာနကလည်းကုသိုလ်ရောင်ဆောင်ပြီးတော့လှည့်စားသွားတာရှိသေးတယ်မာနဆိုတာပမာမာလဲမာနလို့ပဲသုံးတယ်ဒီလူကမာနချီးလိုက်တာနော်မာနကိုပြောမာနဆိုတာကိုယ့်ကိုယ်ကိုထင်တာကိုယ့်ကိုယ်ထင်တာကိုယ့်အရေးချင်းကိုတွေးတာအကောင်လည်းတွေးတာပဲအဆိုးလည်းတွေးတာပဲ အဲ့လိုမာနတရားကကောင်းတဲ့ရောင်ရောင်နဲ့သိစားတတ်တာသိတယ်အဲ့တော့ဘယ်လိုသိစားတာရောလို့ဆိုတဲ့အခါမှာအတ္တညုတမုခေနအတ္တနိအပရိဘဝေနမာနောဝင်စေတိတဲ့အတ္တညုတဆိုကိုချိုးကိုစည်းဝါဆိုတာနားလဲရအောင် နားမလည်ရဘူးမဟုတ်ဒါကောင်းတယ်ကို့အတွက်အကျိုးရှိတဲ့တရားကို့အတွက်အကျိုးရှိတဲ့ကိစ္စမလုပ်အောင်မဟုတ်လုပ်အောင်ဘယ်ဟာကကိုချိုးအစ်စ်နဲ့ရွေးချယ်တခါတရံကိုချိုးလိုလိုနဲ့ကို့အကျိုးမဲ့တဲ့ကိစ္စတွေရှိတယ်ဒါကြောင့်မို့လူတိုင်းလူတိုင်းဟာလေကို့အကျိုးကိုကိုနားလည်ရကိုယ့်ရဲ့အကျိုးစီးပွားကိုကိုနားလည်ရအဲ့ဒီကို့အကျိုးစီးပွားကိုနားလည်တယ်ဆိုတော့ အနေထားတစ်ခုကိုအခြေပြုပြီးတော့အတ္တနိအပရိဘဝကိုယ့်ကိုယ်ကိုမချိုးနိုင်ဘူးအမြဲတမ်းကိုယ့်ကိုယ်ကိုနော်ရှေ့တန်းတင်ထားခြင်းကိုယ့်ကိုယ်မြောက်ပင့်ထားခြင်းဘာလို့တော့ဆိုငါလောကမှာငါကြိုက်ဖယ်ဖြစ်ရမယ်ဒါမှငါအကျိုးစီးပွားရမယ်နော်ငါငါနဲ့ကိုယ့်ရဲ့ဒီချိုးနိုင်ရမယ့်အာကိုမချိုးနိုင်မယ်နဲ့ငါအတွက်ငါအကျိုးဆိုတဲ့ ီအတွေးတွေကလွှမ်းမိုးပြီးတော့နှိမ့်ချပြီးတော့ဆက်ဆံတဲ့ပုံကိုယ်တွေကိုနှိမ့်ချဆက်ဆံမှုမပြုဘဲနဲ့ကိုကျိုးကိုစည်းဝါးကိုရှေ့တန်းတင်တယ်လို့ဆိုတဲ့အနေထားအဖြစ်တကူကောင်းဆန်းလာတဲ့အခါမှာရမယံခကုကိုကိုဆိုတာနှိမ့်ချပြရသေးတယ်နှိမ့်ချတဲ့ပုံကိုယ်တွေနှိမ့်ချခုနကတော့ကြည့်လေရှ िख ိုးတယ်ဆိုတဲ့အထဲမှာ ဖူးမြော်မှန်လျော့မာနကိုလျှော့မာနကိုမလျှော့ရင်ကြော့လို့မရလူလူချင်းပဲဘသူကြော့ရမှာတော့ဆိုတာမျိုးပေါ့နော်ကိုတမင်းကိုစားနာဘသူအရေးဆိုင်ရမှာတော့ဆိုတာမာနရဲ့လေသံနေပေါ့နော်သို့တော့အရေးဆိုင်ရမဲ့ပုဂ္ဂိုလ်စိုက်တဲ့နဲ့ပုဂ္ဂိုလ်စိုက်ထိုက်တဲ့ပုဂ္ဂိုလ်ကြတော့ဒီမာနကချမချရင်အန္တရာယ်ဖြစ်တယ်သူကအနည်းဆုံးအကုသို့ဖြစ်မယ် ကိုလေးစားမဲ့ပုဂ္ဂိုလ်မလေးစားဘူးဆိုလို့ရှိရင်လေဒီဘဝမှာတည်းမဲ့အကျိုးမဲ့ဆုံးရှုံးမှုတွေဖြစ်တတ်တယ်ပေါ့တချို့ပုဂ္ဂိုလ်တွေကြတာနှိမ့်ချပြီးတော့ဆက်ဆံရတာရှိသေးတယ်လေအဲ့တော့နှိမ့်ချပြီးဆက်ဆံရမှာမနှိမ့်ဆက်ပဲနဲ့ကိုယ့်ကိုယ်မနှိမ့်ချနိုင်ဘူးလို့ဆိုလို့အခါမှာကိုယ့်ကိုယ်ကိုအကျိုးစီးပွားကို သိတဲ့အောင်မနှိမ့်ချခြင်းအပြင်ကိုယ့်အကျိုးစီးပွားကိုကိုယ်ကတော့နားလဲတယ်လို့ထင်သို့တော့ကိုယ့်ကိုယ်မနှိမ့်ချခြင်းအပြင် မာနတရားကဝင်ပြီးတော့လှဲ့စားသွားတဲ့အခါမှာကိုယ်အကျိုးစီးပွားလုံလုံနဲ့အကျိုးပြပြမှုတွေဖြစ်ကုန်။မာနကြီးတို့တစ်ခါရောက်သွားတဲ့ပုံကမျိုးတွေပေါ့နော်။မာနဆိုတဲ့သဘောတရားဟာတမန်အားဖြင့်တော့ဟိုရှိတဲ့နဲ့မာနမရှိတဲ့နဲ့မာနမှန်ကန်တဲ့မာနမှားရင်းတဲ့မာနလို့ဒီလိုခွဲခြားတာတော့ရှိတယ်။ ယာထာဝမာနအာယထာဝအရှိတိုင်းထင်တာဥပမာကိုစတတ်လို့စတတ်တယ်ကိုချမ်းသာလို့ချမ်းသာတယ်ကိုတတ္တိရှိလို့ရှိတယ်လို့ထင်နေဟာကဒါယာထာဝမာနအမှန်တိုင်းထင်တယ်တတ္တိမရှိဘဲနဲ့တတ္တိရှိတယ်ပစ္စည်းဥစ္စာမရှိဘဲနဲ့ရှိတယ်သမတဘဲနဲ့တတ်တယ်အရေးချင်းမရှိဘဲနဲ့ရှိတယ်လို့ထင်တာကြတော့အာယထာဝမာနလို့ခေါ်တယ်ကိုအရေးချင်းကို ရှိတာကိုရှိတယ်လို့ထင်ပြီးတော့မာနတက်ထာတောင်မှတရားဓမ္မနဲ့ပတ်သက်လာတဲ့အခါကျတော့အကျိုးမဲ့ဖြစ်တတ်တယ်။ရှင်သာရှင်အနုရုဒ္ဓရဲ့မာနပဲရှိရှင်အနုရုဒ္ဓမှာတိုက်ကွေမင်းသားတဦးဘဝကနေပြီးတော့သာသနာပေါင်းဝင်လာလူဘဝတုန်းကဘလောက်ချမ်းသာတုန်းဆိုတာထမင်းပဲရရမှန်းတောင်မသိတဲ့ပုဂ္ဂိုလ်မျိုး ဘလောက်ချမ်းသာတယ်ဆိုတော့သူကမှသူ့အသိမခံနော်သူ့ထမင်းပဲရရတော့ဆိုသူစားခြင်းရွှေကွက်ထဲပဲထမင်းရရွှေပကံနဲ့ထမင်းပွဲမှာထမင်းဖြစ်တယ်လို့ပဲသိတယ်ထမင်းချက်ရတာပြုတ်ရတာတွေ तू မသိဘူးဆံကနေထမင်းပြတ်တာ तू မသိဘူးစပားကနေဆံပြတ်တာလည်း तू မသိဘူးဒီလုပ်ငန်းကင်တာတွေနဲ့ပတ်သက်ပြီးဘာမသိဘူး စားကျင်နေဆိုရင်ထမင်းခွက်တဲ့ထမင်းရောက်တဲ့ဒါပဲသိတယ်နော်။သူစားကျင်နေတဲ့အချိန်စားလို့ရတယ်။မရှိဘူးဆိုတဲ့စကားလုံးကိုနားမလဲတဲ့ပုဂ္ဂိုလ်။ဒါကသူဆူထောင်းနဲ့လာတဲ့ပုဂ္ဂိုလ်မျိုးမဖြစ်နိုင်ဘူးလို့ပြောလို့မရဘူးနော်။အဲ့ဒါလောက်လူဘဝတုန်းကချမ်းသာလာ။သာသနာပေါင်းဝင်လိုက်တဲ့အခါကျသုံးလတွင်မှလည်းသူဒိဗ္ဗစက္ခုပဉ္စဉ္ကြီးရ။တမထချင့်ချင်းချင့်လို့ပေါရောက်အောင်မြင်ပြီးတော့ဒိဗ္ဗစက္ခုရတော့ ာလုပ်တော့ဘူးသူပြောတယ်ဒိဗ္ဗစက္ခုနဲ့ဒိဗ္ဗစက္ခုဆိုတာစัจ java လာမှာရှိတဲ့တ ত্ত্ব ဝါတွေဘယ်လိုနေကြတယ်ဘယ်လိုထိုင်ကြတယ်ဘယ်လိုတည်သွားပြီဘယ်ဘဝမှာသွားမွေးတယ်ဆိုတာတွေကိုထိုင်ကြည့်နေတဲ့သဘောနော်တယ်လီဗီရှင်းကြည့်တယ်လို့ကြည့်နေလို့ရတကယ်ဖြစ်ဖြစ်နေတဲ့အဖြစ်ဖြစ်တွေဟာတယ်လီဗီရှင်းကိုထိုင်ပြီးတော့ ကြည့်နေတယ်လို့အဲ့ဒါလို့မြင်နေရတဲ့အနေအထားမျိုးဒိဗ္ဗစက္ခုပဲအဲ့တော့သူကပျော်တယ်အများအားအဲ့ဒါနဲ့ပဲကြည့်သူကြည့်တာစัจ java လားတခုတင်ကြည့်တာမဟုတ်ဘူးစัจ java လားတထောင်စัจ java လားတထောင်မှရှိတဲ့တတ္တဝါတွေအားလုံးတည်ဆုံးကြတာပြန်ပြီးမွေးဖွားကြတာတခုခုဖြစ်နေတာအားလုံးကိုတယ်လီဗီရှင်းထဲမှာထိုင်ကြည့်နေတယ်လို့သူကအကုန်ကြည့် အဲ့ဒါပဲလုံနေတဲ့အချိန်မျိုးသို့သောသူ့မှာကိလေသာတွေတန်လန်းရှိတန်လန်းရှိပြီမဲ့လို့သူ့စိတ်ထဲမှာဘယ်လိုထားတော့ငါစัจ java လားတထောင်ကိုတထိုင်နေနဲ့ချိန်နိုင်တဲ့စွမ်းရည်တတ္တိရှိကိလေသာကုံရင်တခဏလေးနဲ့ကုံအောင်လုပ်လို့ရဆိုလိုတာကယဟနာဖြစ်ခြင်းတခဏလေးနဲ့ဖြစ်နိုင်တယ်ပေါ့ဒီလိုပဲတွေ့ထား တကယ်ရဟန္တာဖြစ်ဖို့ကြိုးစားတဲ့အခါကျမဖြစ်ဘူးမဖြစ်ဘူးအဲ့ဒီမဖြစ်တဲ့အခါမှာလမ်းစာလည်းပိတ်နေဘာလို့မဖြစ်မှမသိဘူးငါစัจ java လာတထောင်လဲကြည့်နိုင်တယ်ဒိဗ္ဗစကုနဲ့စัจ java လာထောင်လဲကြည့်နိုင်တယ်ကြိုးလဲကြိုးစားတယ်တမာရီတွေလည်းကောင်းတယ်တတိတွေလည်းကောင်းဝိရိယလည်းလုံလောက်တယ်ဒါပေမဲ့လို့ဘာဖြစ်လို့ ငါတဏ္ဍာမှာရှိတဲ့ကိလေသာအာသဝါတွေကောင်းအောင်မလုပ်နိုင်တာလေတို့ဒီအတွေးဝင်လာတဲ့အခါသူ့ဘာသူမဆုံးဖြတ်နိုင်မဆုံးဖြတ်နိုင်တော့ရှင်သာရိပုတ္တရာစီသွားတဲ့အခါရှင်သာရိပုတ္တရာဘာထောက်ပြလဲငါစဉ်အနုရုဒ္ဓာတဲ့စัจ java လာတထောင်ကိုငါချိနိုင်တယ်လို့တွေးနေတာမာနပါတဲ့အဲ့ဒီမာနမထားပါနဲ့လို့ဆိုဒီမာနလေးခံနေလို့ရှိတတ်ပညာဘူးလို့ဆိုလို့ မဟုတ်ဘူးလားဆိုဟုတ်တယ်သူကိုယ်တိုင်ချင်းအဲ့ဒါကြောင့်မာနဆိုတာအကုသိုလ်ပဲဘာထင်ထင်မာနဆိုတာအကုသိုလ်အကုသိုလ်စိတ်နဲ့ရှင်တွဲပြီးတော့လာတဲ့ဟာအဲ့တော့သူ့ရဲ့နှောက်ယှက်မှုကြောင့်တရားဥတရားမြတ်ရှေ့မတိုးနိုင်အဲ့ဒါကိုဖယ်လိုက်ပါဒါတွေမစင်းစားပါနဲ့ကိုယ့်အရင်ချင်းတွေပေါ်မှာမာမာနမထားပါနဲ့လို့ဩဒီလိုလမ်းဖြောက်ပေးလိုက်တဲ့အခါမှာ မာနကိုဖယ်လိုက်တော့မှ ခိလိတာအာသွားတွေကင်းနေရဟန္တာဖြစ်သွားတာအဲ့ဒါကြောင့်မို့လို့ကိုကျိုးကိုစည်းဝါကို့အတွက် ကိုလောကမှာပဲလို့ဆိုတဲ့ကို့အကျိုးစည်းဝါကိုကိုထားပြီးတော့နှိမ့်ချဆက်ဆံရမယ်နေရာမျိုးမှာကို့မာနကိုမနှိမ့်ချဘူးဆိုလို့ရှိရင်အဲ့ဒီမနှိမ့်ချခြင်းနာဟာဘာလို့ဆိုမာနဖယ်နော်ကိုကျိုးကိုစည်းဝါတိတာကောင်းတယ် မနှိမ့်ချခြင်းနာဘာလို့ဆိုမာနကိုကျိုးကိုစီးပွားကိုတည်တယ်ဆိုတဲ့ကောင်းမြတ်တဲ့တရားရောင်ဆောင်ပြီးတော့ကို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 မနှိမ့်ချပဲနဲ့နေတော့ဘာဖြစ်လာတော့ဆိုမာနဖြစ်လာတယ်တဲ့အဲ့ဒီမာနကကိုကျိုးစီးပွားကိုတည်တယ်ဆိုတဲ့ကောင်းမြတ်တဲ့တဘာဝတရားကိုဝင်ရောက်ပြီးတော့လှဲ့စားပလိုက်တာဒီလိုဆိုလို့တာနော်သူကတော့သူ့ကိုယ်သူအကောင်းလို့ပဲထင်တယ်တို့တော့သူ့ မာနတရားရဲ့လှည့်စားမှုဖြစ်သွားတယ်။အဲ့ဒါလို့ခံရတတ်တယ်လို့ဆို။ဒါလည်းအကျိုးမဲ့ဖြစ်တဲ့သဘောတစ်ခုကိုပြောပြနော်။ဒါကမာနတရားရဲ့ဝင်ရောက်လှည့်စားမှုတစ်ခု